thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အငိမ့်စာစစ်ဘုတ်ကြီးများရဲ့ဝါရခံယူလိုတယ်လို့စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာပြုလုပ်တဲ့တမတော်နေ့ခန်းနာကိုတက်ရောက်လာတဲ့အငိမ့်စာစစ်ဘုတ်ကြီးဦးသိန်းစိန်ပါဝင်အရာရှိ15ဦးတို့ကိုအာနာသိန်းစစ်ကောင်ဆောင်ဘုတ်ကြီးမူကြီးမြောင်းလိုင်းကမနေ့ကနေ့လယ်ပိုင်းမှာတွားရောက်ကာရဝပြုခဲ့ပြီးအငိမ့်စာစစ်ဘုတ်ကြီးရဲ့ဩဝါဒခံယူလိုတယ်လို့ပြောဆိုခဲ့ပါတယ်။စစ်တပ်ကခင်အဆက်အဆက်အမျိုးမျိုးကြုံတွေ့ခဲ့ရပြီးပြပကျူကျော်မှုကာကွယ် ီပြည်ရင်းစုဖို့တောင်းကျမ်းမှုကိုတာစီရီတာမကအမျိုးဘာသာသာသနာနဲ့ရှင်ကျေးမှုမပပြောင်းရေးစောင့်ရှောက်ပေးလျက်ရှိကြောင်းအခုနှစ်ကောင်မှလည်းရွှေကောက်ပွဲတရက်ကျင်းပပြီးအနိုင်ရတဲ့ပါတီကိုနိုင်ငံတော်တာဝန်များလွှဲအပ်ပေးဖို့စီစဉ်နေကြောင်းစစ်ကောင်ဆောင်ကပြောပါရယ်ဒါအပြင်တိုင်းပြည်အားထားတဲ့စစ်တပ်ဖြစ်အောင်ဆောင်ရွက်နေပြီးအငိမ့်စားအရာရှိကြီးများရဲ့လမ်းညွှန်မှုဩဝါဒတွေကိုခံယူလိုပါကြောင်းစစ်ကောင်ဆောင်ကပြောဆိုခဲ့ပြီးအငိမ့်စားအရာရှိကြီးများကိုစားဗိုလ်ချုပ်ကြီးတင်ဆိုင်တဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေးတို့ကလည်းတိုင်းပြည်တိဆောက်ရာမှာတမရော်အင်အားရှိ ကိုအတိကအရေးကြီးကြောင်းဩဝါဒစကားပြောဆိုခဲ့တယ်လို့သိရပါတယ်။အဆိုပါခန္ဓာကိုအငိမ့်စားစစ်ဘုချုပ်ကြီး15ဦးနဲ့ဇနီး6ဦးတို့တက်ရောက်ပြီးစစ်ကောင်ဆောင်ဘုချုပ်မူကြီးမင်းအောင်လိုင်းနဲ့ဇနီးဒေါ်ကျူလာတို့ဦးဆောင်ကစစ်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဘုချုပ်မူကြီးစိုးဝင်းနဲ့ဇနီးဒေါ်သတန်းတွေညီနိုင်ကွက်ကင်ရီမူကြီးရေလီဘုချုပ်ကြီးကျော်စွာလေးနဲ့ဇနီးကာကွယ်ရေးဦးစီးချုပ်ယုံကြီးရေလီမှာရရှိခြင်းများနဲ့ဇနီးများတက်ရောက်ကာရဝပြူချောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စတင်စီရင်စစ်မှုထမ်းပြက်ကွက်သူတွေကိုအမည်ပြတ်နဲ့ဝယ်ရန်ပြင်ကြီးညာဖို့အဆင့်များစွာထားရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည်ပရောက်လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမဲပေါက်သူပြည်ပရောက်မြန်မာတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စီရင်တဲ့နီးလန်းကိုအသုံးပြုမှာဖြစ်ပြီးပြက်ကွက်သူတွေကိုအမည်ပြတ်နဲ့ဝယ်ရန်ပြင်ကြီးညာဖို့အဆင့်များစွာထားရှိကြောင်းရန်ကုန်တိုင်းမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးဖွဲ့ဝင်တအုပ်ကပြောကြားခဲ့ပါတယ်။အ ခုမလအတွင်မြို့နယ်ရက်ကွက်နယ်ဈေးရွာတွေမှာသကောင်စင်းကိုအချိန်ကန်ပြီးလူငယ်များကိုကိုရိုင်းတော်လကောင်မိဘများတော်လကောင်ကိုစားစစ်မှုထမ်းခိုင်းဖို့မဲနိုင်ခိုင်းနေပါတယ်။အဲဒီလိုမဲနိုင်ခိုင်းတဲ့လူငယ်များစင်းမှာပြည်ပရောက်လူငယ်များအလုံးကိုလည်းထည့်သွင်းထားကြောင်းပြည်ပရောက်မြန်မာလူငယ်များကိုစားမိဘဒါမှမဟုတ်ဆွေမျိုးတအုပ်ကလာရောက်မဲနိုင်ရမှာဖြစ်ပြီးတကယ်လို့မလာရောက်ပါကသက်ဆိုင်ရာမြို့နယ်ရက်ကွက်နယ်ဈေးရွာစစ်မှုရန်စင်ကွန်ရေးဖွဲ့ဝင်တွေကကိုစားမဲနိုင်ကြမှာဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်ဆက်ရှင်တွေမှာအသက်35နှစ်အတွင်းလူငယ်များအလုံး ုံးစစ်မှုတမ်းမဲနိုင်ဖို့အကြောင်းဝင်ကြောင်းသိရပါတယ်။ငွေချင်းချင်းချောက်တောင်းတာရိမတမာမှုတွေအရန်ဖြစ်လို့မြို့နယ်လုံးကျရက်ွက်နဲ့ကျေးရွာလုံးကျမဲနိုင်ပြီမဲပေါတူကိုပဲစစ်မှုတန်းဆင့်ခေါ်တဲ့စနစ်ကိုစတောင်းနေပါတယ် တကောင်စင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှအသက်35နှစ်အတွင်းမြည်သည့်လူငယ်မျိုးသားမစုံမဲနိုင်ခိုင်းပါတယ်ပြည်ပရောက်လူငယ်တွေအားလုံးလည်းမဲနိုင်ရမယ်စီရင်မှာပါဝင်ပါတယ်ပြည်ရင်းမှာရှိတဲ့လူငယ်တွေဆိုရင်ကိုယ်တိုင်လာနိုင်ရမယ်မရှိရင်တော့မိဘဓမ္မမို့ဆွေမျိုးတောင်းကမဲလာနိုင်လို့ရတယ်တကယ်လို့ဘသူမှမဲလာမနိုင်ဘူးဆိုရင်တန်ဆိုင်ရာရှက်ကွက်ကြီးရွာစစ်မှုတန်းစင်ကွန်ရေးဖွဲ့ဝင်တောင်းကမလာရောက်သူအတွက်ကိုစားမဲနိုင်ပြီးမှဖြစ်ပါတယ်မဲပေါက်သွားရင်လည်းအိမ်ကိုအကြောင်းကြားမှဖြစ်ပါတယ်လို့မြို့နယ်စစ်မှုတန်းစင်ကွန်ရေးဖွဲ့ဝင်တောင်း ်ကပြောပါရယ်တကောင်စင်းကိုချိန်ခံပြီးစစ်မှုထမ်းမယ်လူငယ်များစင်းကိုပြုစုမင်းနိုင်ခန်းခြင်းဖြစ်ပြီးပြည်ပရောက်မြန်မာလူငယ်များအားလုံးလည်းမင်းနိုင်ရတဲ့စီးရင်မှာအကျုံးဝင်ကြောင်းပြည်ပရောက်မြန်မာလူငယ်များနဲ့ပတ်သက်ပြီးအမိမြန်မာနိုင်ငံကိုပြန်လည်စစ်မှုထမ်းစီရင်စီယုံရင်းနီးလန်းနဲ့ဆောင်ရွက်ဖို့တက်ဆိုင်ရာစစ်မှုထမ်းစင်းခေါ်ရေးဘုတ်အဖွဲ့ကညွှန်ကြားထားကြောင်းသိရပါရယ် ကြီးပါရောက်မြန်မာလူငယ်တွေကစစ်မှုထမ်းဖို့မေးပေါရင်အဲ့လူငယ်တွေကိုမိပါဒါမှမဟုတ်ဆွေမျိုးတွေကအကြောင်းကြားခိုင်းနေပြည်ပရောက်လူငယ်တွေအနေနဲ့ဘယ်တော့လောက်ပြန်လာပြီးစစ်မှုထမ်းဖို့အဆင်ပြေမလဲသူအဆင်ပြေမဲ့အချိန်တကူကိုစောင့်ဆိုင်ပြီးမြဒါကတဲ့ချက်နောက်တစ်ချက်ကတော့တကယ်လို့ပြည်ပရောက်နေတဲ့လူငယ်ကပြန်လာဖို့အဆင်မပြေသေးဘူးမိသားစုစားဝတ်နေရေးအတွက်သူ့ဝယ်မိခိုးနေရရင်မိသားစုထဲမှာဘသူကပြည်ပရောက်လူငယ်ကိုစားစစ်မှုထမ်းပေးနိုင်မလဲဒီလိုမျိုးနဲ့လည်းအဆင်ပြေအောင်လုပ်ပေးလို့ရတယ်နောက်ဆုံးကတော့ပြည်ပရောက်လူငယ်ကလည်းပြန်မလာနိုင်ဘူးမိသားစုထဲမှာလည်းကို စားစစ်မှုထမ်းပေးမဲ့သူမရှိဘူးဆိုရင်နီးစပ်ရဆွေမျိုးမိဆွေတငယ်ချင်းတွေကကိုစားစစ်မှုထမ်းပေးမဲ့သူသိရှိသလားရှာပင်းရင်အစာတို့စစ်မှုထမ်းလို့ရအောင်စီစဉ်ပြီးမယ်ကျွန်တော်တို့ကတော့စီယုံကြီးနီလန်းနဲ့ပဲသွားဖို့ညွှန်ကြားချက်ပေးရလို့၎င်းကဆက်လက်ပြောဆိုပါတယ် ပြည်ပရောက်မြန်မာလူငယ်များစစ်မှုထမ်းဆဲဖို့အတွက်စီယုံရင်းနီးလန်းနဲ့အပြုသဘောဆောင်ရွက်မှာဖြစ်တော်လဲကိုစားစစ်မှုထမ်းရှာဖွေမပေးနိုင်ရင်တပ်ဆိုင်ရာမိဘနဲ့ဆွေမျိုးများပေါ်ပြရပြီးမှဖြစ်ကြောင်းစစ်မှုမထမ်းတဲ့ပြည်ပရောက်လူငယ်ရင်းရဲ့မိဘဆွေမျိုးတွေကိုပြည်သူစစ်မှုထမ်းဥပဒေအရအရေးယူနိုင်ကြောင်းဒါအပြင်စစ်မှုထမ်းဖို့ပြက်ကွက်တဲ့ပြည်ပရောက်မြန်မာလူငယ်များကိုလည်းအမည်ပြည့်စင်တွင်စင်ပြည်သူစစ်မှုထမ်းဥပဒေအရတရားစွဲဆိုပြီးဝန်ထမ်းပြည်စင်တွင်ချင်းနိုင်ငံကူလက်မှတ်တတန်းတို့ပြည်ပင်ချင်းပါဝင်အရေးယူမှုများစွာလှုံ့ဆော်လာမှာဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီကအကူမလာဆ န်ပိုင်းကစတင်ပြီးနိုင်ငံတော်ဝန်မှလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့အတွက်အစုံလိုက်ပြုံးလိုက်မဲနိုင်ပွဲများကိုဆက်လက်ကျင်းပလျက်ရှိကြောင်းသိရပါသည်။ ဆက်လက်ပြီးမအူပင်မှာဖိုးစစ်ဇက်ပွဲမှာအပြဲလူငယ်တချို့စစ်သားစုဆောင်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မအူပင်မြို့မှာစစ်ကောင်စီထောက်ခံသူများဦးဆောင်ကျင်းပနေတဲ့ဇမင်သားဖိုးကြီးရဲ့ဇက်ပွဲကိုကြည့်ပြီးပြန်တဲ့လူငယ်များကိုရဲတပ်ဖွဲ့ကဖမ်းဆီးကာစစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဒေသအာဏာပိုင်တွေနဲ့နှိစက်တဲ့မြို့ကန်တရီနှုတ်ကမအူပင်တရားအစင်ညာဘက်မှတဲကွင်းမှာဇမင်သားဖိုးစစ်ကိုခေါ်ပြီးရှုံသွင်းကာဇက်ပွဲပြုလုပ်ပေးနေတာဖြစ်ပါတယ်။ တခါမှမလုပ်ဘူးတဲ့နေရာမှာပွဲသွင်းပြီးလှုပ်တာမြို့တည်ငြိမ်နေဆိုတာကိုပြကြံလို့စစ်တပ်နဲ့မျိုးကဘောမကောင်တွေပေါင်းလုပ်တာအချိန်ကြီးဆိုတာကပွဲကိုလာကြည့်ရဲမျိုးသားတချို့ဖမ်းဆီးခံလိုက်ရတယ်စစ်မှုထံဥပဒေနဲ့ဆွဲသွားတယ်လို့မအူပင်မျိုးကန်တအုပ်ကပြောပါတယ်ဖိုးချစ်ကိုဖိတ်ခေါ်ပြီးဇက်ပွဲပြုတ်လုပ်ပေးသူကမအူပင်မျိုးမှာအစည်းအဝေးလုပ်ငန်းရှင်နှောင်းဖြစ်ပါတယ်စစ်ကောင်စီနဲ့နှိစက်တဲ့အဆိုပါလုပ်ငန်းရှင်နှောင်းကပြော်ပွဲရှင်ဝဲများထပ်မံပြုတ်လုပ်ဖို့အစီအစဉ်ကြီးကြောင်းလဲမျိုးကန်အချို့ကပြောပါတယ်ဖိုးချစ်ဇက်ပွဲမှာအပြင်အမျိုးသားအချို့ဖမ်းဆီးခံရမှုကမလ23ရက်နေ့ကဖြစ်ပြီးအမျိုး ားဆယ်ဦးထပ်မင်းဖန်စီခံရပြီး၎င်းတို့နောက်ဆက်တွဲအခြေအနေကိုမသိရသေးပါဘူးစစ်တင်နှန်းကိုပို့လိုက်တယ်လို့လည်းကြားတယ်။နေကလူတွေဆိုတော့မလုတ်တက်မကင်တက်တွေဘသူ့အမလည်းအကူအညီမတောင်းရကြဘူးလို့မဦးပင်မြုပ်ကန်တောက်ကပြောပါရယ်။ဖိုးချစ်က2021ခုနှစ်အာနာသိန်းကစားစစ်အာနာရှင်စန့်ကျင်ရင်လူမှုသပိတ်များမှာပါဝင်ခဲ့ပါရယ်။2020နှစ်နိုဝင်ဘာလကုန်ပိုင်းကစစ်ကောင်စီရဲ့ဖန်စီခြင်းခံရပြီးတလခံအကြမ်းမှာပြန်လည်လွတ်မြောက်လာပြီးနောက်စစ်ကောင်စီကဝါရဖြန့်ချီပေါ်ဒီမှာမကြခဏပါဝင်လာပါရယ်။2024ခုနှစ်အောက်တိုဘာမှာအာနာသိန်းခေါင်းဆောင် ောင်ကဂုံပြုတ်လက်မှတ်ပေးရန်မင်းသားဖိုးချစ်ကဖနှက်ချွတ်ပြီးအယူအသည်ပေးပြီးယူခဲ့တဲ့အတွက်ဇမင်းသားဖိုးချွတ်လို့လောင်ပြောင်ခံခဲ့ရပါတယ်။အေရဝတီတိုင်းမှာအခုရက်ပိုင်းမှာတာပေါင်းရေကြီးလေးမျက်နှာမြူနယ်တို့မှာတိုက်ပွဲများဖြစ်ပွားနေပြီးဒေသခံများစစ်ဘေးတိမ်းရှောင်နေကြရပါတယ်။စစ်ကောင်စီကအမျိုးသားများကိုအတ္တမဖမ်းဆီးပြီးစစ်တပ်နဲ့ကိုပို့ဆောင်နေချိန်မင်းသားဖိုးချစ်ကပျော်ဝဲရှင်ပွဲကျင်းပနေမှုပေါ်ဝေဖန်မှုတွေရှိပါတယ်။ဆလာဘီရေစုံကိုစံကပြန်ခဲ့ပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အ အင်ယာရီတိုင်းကစတူယန်ကီလိုမီတာအဖြစ်13,590ကျဝန်းပြီး2014တကောင်စင်ရလူဦးရေ6တသမတသန်းရှိပါတယ်။တိုင်းနယ်ပြည်နယ်14ခုမှာဒုတိယလူဦးရေအများဆုံးဒေသကြီးလည်းဖြစ်ပါတယ်။နိုင်ငံရေးစပတ်ကြီးလို့တင်စားခေါ်ဝေါ်ရရှက်လည်းဖြစ်ပြီးတိုင်းပြည်စည်းပွားရေးအတွက်လွန်စွာမှအရေးပါတယ်လို့ဆိုရမှာဖြစ်ပါတယ်။2021စစ်အာဏာသိမ်းတဲ့အချိန်မှာအင်ယာရီလူလူကအခြားသောဒေသများကဲ့သို့ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ဒါပေမဲ့နိုင်ငံအနှံ့ပြားလက်နက်ကိုင်းတော်လှန်ရေးကြီးဖြစ်ပွားလာတဲ့အခါမှာတော့အများစုကတုံ့နှိပ်ပါဝင်နေခဲ့ကြတဲ့အဲ့ဒီ လဲစစ်ကောင်စီလိုလားတဲ့ဒေတာလာလိုတော့မိကုံးထုတ်เสียဖြစ်ခဲ့ပါတယ်။2024နှစ်ကုန်ကနေထင်စစ်အာဏာရှင်တွန်းလှန်ရေးလှုပ်ရှားမှုတွေကအနေချင်းသာရှိနေခဲ့လို့လဲအေရီတိုင်းကစစ်ကောင်စီရဲ့ခံတပ်ကြီးတစ်ဖွဲ့ဖြစ်လာပါတယ်။ တရင်စစ်တရင်နဲ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ် MM66 အချင်းမြတ်တမလအောက်ခံတရင်နှရင်ဟန်ညွှန်ရှိပမ္မဝူရီရေးတပ်ဌာနချုပ် MM4 မဟာဗျူဟာရေးတပ်စစ်အုပ်စုတွေနဲ့အခြေဆိုင်ရာဒေသလည်းဖြစ်ပါတယ်ပထဝီအနေထားရမရေတွက်နိုင်လောက်အောင်မြေဆောင်များပေါများနေတဲ့အတွက်လည်းစစ်တပ်မှအလွယ်တကူပိတ်ဆို့နိုင်ခဲ့ပါတယ်အေရရီတိုင်းမှာနေထိုင်သူတစိ့တပိုင်းကစစ်တပ်ကိုလိုလားသူတွေဖြစ်ပြန်ပြီးတော်လိုင်းတပ်ဖွဲ့တွေကအထူးတရီကြီးစွာထားပြီးလှုပ်ရှားဖို့လိုအပ်လာပါတယ်2015နဲ့2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေကအများစုနိုင်ရ ခဲ့တော့လဲအရာတွေတိုင်းမှာတော့အခြားသောဒေသတွေကလို့တောင်ပြိုကမ်းပြိုအနိုင်မရခဲ့ပဲကြက်ဖွပောင်းဒီကမဲရေအတွက်တော်တော်များများရရှိခဲ့ပါတယ်အကြံဖက်စစ်တပ်ကိုလက်နက်ဆွဲကင်တိုက်ခိုက်လို့တဲ့စေအောင်စုရင်ကအနောက်စုစုရှိရခိုင်ရုံးမနဲ့စစ်တောင်းမြင့်အရှိဘကံများစီကိုဥတီထွက်ခွာခဲ့ကြပြီးအရခတက်တော်နဲ့ကင်းအမျိုးသားသမဂ္ဂလက်အောက်ခံလက်နက်ကင်တပ်တွေထံမှစစ်ပညာများအသီးသီးတင်ယူခဲ့ကြပါတယ်။ အခုခါမှာတော့အားလုံးရဲ့ပြည်တော်ပြန်ခီစတင်လာပြီဖြစ်ပါတယ်။2024နှစ်ကုန်ပိုင်းလောက်မှာအရခတက်တော်ကအေယာရီနဲ့ရခိုင်နယ်စပ်ရှိကွားမြို့ကိုထိန်းချုပ်နိုင်ဖို့တိုက်ပွဲများစတင်လာခဲ့မှုနဲ့အတူအေယာရီစစ်မျက်နှာကလည်းတပ်ဝင်လှုပ်ရှားလာပါတယ်။ကွားကိုအရခတက်တော်မှတင်ယူနိုင်ခဲ့ပြီးရဲ့နောက်2025အစောပိုင်းမှာပြည်သူ့ကာကွယ်တပ်များနဲ့ຫນွေဦးတော်လိုင်းအဖွဲ့တွေကအေယာရီတိုင်းတွင်းကိုချီတက်လာနိုင်ခဲ့ကြပါတယ်။အရခတက်များနဲ့အတူကွားမြို့တောင်ဘက်ကမ်းခြေရွာနှစ်ရွာကိုတင်ယူနိုင်ခဲ့ကြပါတယ်။အခုကအပန်းပြေစခန်းများရှိရာရွှေတောင်ရံချောင်းသာနဲ့ငွေဆောင် ို့ကိုချိန်ချောင်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။အစံဘတ်စတက်မှာရှေ့ဆက်တိုးမလာနိုင်ဖို့ရွှေတောင်ရံမှာအခိုင်အမာကုကံကာကွယ်နေရပါတယ်။ AA နဲ့ PDF တွေရဲ့ထိုးစစ်ကအခြားတစ်ဖက်မှထွက်လာပြီးငတိုင်းချောင်းမျိုးအရှိပဲရှိအမှတ်344အမြောက်တိုင်ရင်ကိုဦးတည်တိုက်ခိုက်လာနေပါတယ်။